6ရက်အတွင်းနေရာကွက်၍မိုးကြီးနိုင်ထေလို့မိုးလေဝသနှင့်ဆလဖေးထားညွှန်ကြားမှုဦးစီးဌာနကယမန်နေ့ကထုတ်ပြန်ထေအထူးမိုးလေဝသသတင်းရရသိရပါထေယမန်နေ့မြမစံတော်ချိန်3နာရီခွဲအချိန်တိုင်းထွာချက်များအရှာအရှိပတ်မှရွေးချာလာသောလေပွေလှိုင်းများရဲ့အချိန်ကြောင့်၎င်းကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ထိုမှလေထုမငြိမ်မသက်မှုများဖြစ်ပေါ်လာနိုင်ခြင်းကြောင့်၎င်းအောက်တိုဘာလ33ရက်နေ့ကနေနိုဝင်ဘာလ5ရက်နေ့အထိ င်းစကိုင်းတိုင်းမကွေတိုင်းကချင်းရှမ်းပြည်နယ်မြောက်ပိုင်းတို့မှနေရာကျကျနဲ့နေပြည်တော်ရန်ကုန်တိုင်းမန္တလေးတိုင်းပဲခူးတိုင်းအေရဝတီတိုင်းတနင်္သာရီတိုင်းကယားကရင်ချင်းမွရခိုင်နယ်ရှမ်းပြည်နယ်တောင်ပိုင်းနယ်ရှေးပိုင်းတို့မှနေရာစိတ်စိတ်ကနေနေရာအနှံ့အပြားမိုးထစ်ချုံချွာပြီးအချို့ဒေသများမှာဒေသအလိုက်နဲ့နေရာကွက်ပြီးမိုးချီတာတွေ ဖြစ်ပေါ်နိုင်တယ်လို့ဆိုပါတယ် မိုးတဲထန်စွာရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်တာမိုးထစ်ချုံတာမိုးချိုးပြစ်တာလျက်စီးတတ်တာမိုးတီကျွေတာလျက်တပြက်ရေကြီးတာနဲ့မြေပြိုတာစတဲ့သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်တယ်လို့သိရပါတယ် အစိုးပါဒေတာများရှိကိုမြင့်ဒေတာအနီးမှာနေထိုင်ကြသူတွေအနေနဲ့မြေပြိုးမှုအနေရဲ့မြင့်ငယ်ချောင်းငယ်များအနီးမှာနေထိုင်ကြသူများအနေနဲ့ရေကြီးရေရှမ်းမှုတွေကိုချိုးတင်သတိပြုရှောင်ရှားချဖို့အကြံပြုထားပါတယ်။ဒါကြောင့်ပြည်တွင်းရေချောင်းသွာလာရေးလေချောင်းပြန်တန်းရေးနဲ့ဆယ်မြောင်းသာသမန်များအနေနဲ့လိုအပ်ထားထွေချိုးတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ချဖို့သတိပေးနှိုးဆော်ထားပါတယ်လို့သိရပါတယ်ရှင်။